ားလုံးမင်္ဂလာပါကျွန်တော်တို့မြန်မာလူမျိုးတွေမှာအဝတ်အစားတွေစားဥစားရမ်းတွေပိုမကိုက်အောင်အနက်ကောင်းအောင်အိမ်တိုင်းဒီပါတုံးနေကြပစ္စည်းတစ်ခုရှိပါတယ်အဲ့ဒါကတော့ပယောက်လုံးပါပဲရိုးလေးလိုထင်ရပေမဲ့ဒီပယောက်လုံးတွေရဲ့နှုတ်ွယ်ကပါဝင်ပစ္စည်းတွေအန်ဒီယာတွေနဲ့30ပေါအမှန်ကိုရောသိပြီပြီလားဒီနေ့ဗီဒီယိုမှာတော့ပယောက်လုံးအကြောင်းကိုအသေးစိတ်ပြပြပြထားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးစခင်မှာကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လေးလောက်တာပြဖို့တောင်းဆိုပါတယ် ပရုတ်လုံးကိုအဓိကအားဖြင့်ဓာတုပစ္စည်းနှမျိုးထဲကနေထောက်လုပ်ပါတယ်။နှစ်တလင်းကိုတော့အစောပိုင်းကတည်းကအသုံးများခဲ့တဲ့ဓာတုပစ္စည်းဖြစ်ပြီးမိလောင်လွယ်တဲ့သဘောအရှိပါတယ်။သူရဲ့အနက်ကကတ္တရာဇီအနက်နဲ့နှိစက်ပါတယ်။ခေတ္တပရုတ်လုံးတွေမှာနှစ်တလင်းအစားပါရာဒန်ဂလိုရိုပန်ဇင်းဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုတုံးလာကြပါတယ်။မိလောင်လွယ်မှုနည်းပေမဲ့အဆက်အသောက်များတဲ့ဓာတုပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ဒီဓာတုပစ္စည်းတွေရဲ့ထူးခြားချက်ကတော့ သူတို့ဟာအဆိုင်အခဲအနေအထားကနေအရေးကိုမဖြတ်ပဲတန်ခွေအဖြစ်ကိုဓာတ်ရပြောင်းလဲပေးနိုင်တာမျိုးပါဒီတန်ခွေတွေကပဲအင်းဆက်ပိုးမွားတွေကိုတည်စီတာဖြစ်ပါတယ်ဘယောက်လုံးရဲ့တမိုင်းเจ้าဟာစကုရာစုလောက်ကလေးကစတင်ခဲ့တယ်လို့ယူဆရပါတယ်နတ်တလင်းကိုစမှုလောင်းငန်းတွေအတွက်1820ပြည့်နှစ်တွေမှာစတင်တွေ့ရှိခဲ့ပြီးတဲ့နောက်မှာအိမ်တုံပိုးမွားနေနေရပစ္စည်းအဖြစ်အသွင်ပြောင်းလဲထောက်လောက်ခဲ့ပါတယ်အဓိကပါဝင်ပစ္စည်းဖြစ်တဲ့နတ်တလင်းဒါမှမဟုတ် ဘာရာတန်ဂလိုရင်ဘန်ဇင်းကိုအပူပေးပြီးအခဲပြန်ဖြစ်အောင် ပုံစံကွက်တဲ့ထက်တွင်က အခဲလေးတွေဒါမှမဟုတ်အမှုန့်တွေအနေနဲ့ထောက်လုပ်ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကလမ်းဝေးကိုဖြည်းဖြည်းချင်းထောက်လုပ်ဖို့ပါပဲ။ဘယောလုံးရဲ့ရည်ရွယ်ချက်ကရွေးရှင်းပါတယ်။တိုးမွေတဘဝအမြင်တွေနဲ့လှုပ်ထားတဲ့အဝတ်အစားတွေကော်စောတွေကိုဖျက်ဆီးတတ်တဲ့ပိုးဖလံပိုးလောင်းတွေနဲ့ပိုးကောင်ငယ်တွေကိုတည်စေဖို့ပိုးတက်စေအနေနဲ့အသုံးပြုတာပါ။ ပြောက်လုံးကိုတင်းကျပ်စွာပိတ်ထားတဲ့ဘူးအတွင်းမှသာအသုံးပြုဖို့နိုင်ငံတကာအဖွဲ့အစည်းတွေကသတ်မှတ်ထားကြပါတယ်။ပြောက်လုံးကိုတတိထားတဲ့အဓိကအချက်ကတော့အစက်တောက်ပါဝင်ခြင်းပဲဖြစ်ပါတယ်။ပြောက်လုံးကထွက်လာတဲ့ဒဏ်ငွေတွေကို ရှူဆိုင်မိတဲ့အခါခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊ပြုတ်အံခြင်း၊မျက်စိနဲ့နှာခေါင်းရားရခြင်းစားတဲ့ဝေဒနာတွေကိုခံစားရနိုင်ပါတယ်။ရေရှည်ထိတွေ့မှုများရင်ဒါမှမဟုတ်အလုံးလိုက်မတော်တဆစားမိရင် အသည်းနဲ့ကြောက်ကဲ့ပျက်စီးခြင်း ၊သွေးနေဥတွေပျက်စီးပြီးသွေးအားနည်းရောဂါတွေဖြစ်စေနိုင်ပါတယ်။နက်တလင်းနဲ့ဗာရာတိုင်ဂလိုရိုပန်ဆင်ဆိုတဲ့ဓာတုပစ္စည်း၄မျိုးစလုံးကိုနိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းများကကင်ဆာဖြစ်စေနိုင်ခြေရှိတဲ့ဓာတုပစ္စည်းအဖြစ်သတ်မှတ်ထားကြပါတယ်။ကလေးငယ်တွေနဲ့အိမ်မွေးတိရစ္ဆာန်တွေဟာပျောက်လုံးကိုတရားလုံးဒါမှမဟုတ်အစာအပြည့်မှားယွင်းစားသုံးမိတာကြောင့်အတက်အန္တရာယ်အထိရှိနိုင်ပါတယ်။ ပယောက်လုံးကိုကြွက်ရှေ့မွေစားတဲ့တရိတ်ဆန်တွေကိုနှင်းထုတ်ဖို့တောင်းတာဟာတရားမဝင်တယ်လို့ထိရောက်မှုလည်းမရှိပါဘူး။၎င်းရဲ့အနိတင်ကအင်းစပ်ပူမွဲတွေကိုတတ်ဖို့အတွက်တာရည်ရွယ်ထားတာပါ။ပယောက်လုံးရဲ့အန္တရာယ်ကိုတီးပြတဲ့နောက်မှာမှန်ကန်စွာအသုံးပြုနေကိုပြောပြပေးပါမယ်။ပယောက်လုံးဟာပုတ္တဆေးဖြစ်လို့ထုတ်ဖို့မှုပေါ်ကညွှန်ကြားချက်အတိုင်းအတိအကျသုံးစစ်ခြင်းပါတယ်။ပယောက်လုံးကိုလေလုံးပြီးတင်းကျပ်စွာပိတ်ထားတဲ့ဘူးတွေတစ်တာတွေအိတ်တွေအတွင်းမှာဒါအဝတ်အစားတွေနဲ့အတူထည့်ထားပါ။ ီလိုလုံမှတာတန်းငွေတွေဟာအထဲမှာပဲကြန့်ရှိပြီးပိုးတွေကိုတန်းနိုင်မှာဖြစ်တယ်လို့အပြင်လေးကိုလည်းမပြတ်နှက်စေမှာပါပြီးလို့တွေရဲ့အပြင်ဘက် ဟာလာဟင်းလင်းဖြစ်တဲ့နေရာတွေမှာလုံးဝမထားပါနဲ့ဒါဟာအစိမ့်ငွေကိုအိမ်တွင်းလေရုတွေပြတ်စေပြီးလူတွေကိုအန္တရာယ်ဖြစ်စေပါတယ်အမြဲဝတ်တဲ့အဝတ်အစားတွေထက်ရေရှည်တို့လောင်မဲ့ပစ္စည်းတွေအတွက်တာအသုံးပြုပါပြုတ်လုံးနဲ့တူလောင်ခဲတဲ့အဝတ်အစားတွေကိုပြန်ဝတ်ဆင်မယ်ဆိုရင်တေချာစွာလျှော့ပုတ်ပြီး လေတလက်ခံပြီးမှဝှစ်စင်တက်ပါတယ်။ကျမရဲ့အတွက်စိတ်ပူတယ်ဆိုရင်ပျောက်လုံးအစာအသုံးပြုနိုင်တဲ့ပုံမပေးခင်းတဲ့အခြားနီးလန်းတွေလည်းရှိပါတယ်။ Aristidas တွေဟာပိုးမွားတွေကိုတဘဝအတိုင်းနှင်ထုတ်ပေးနိုင်ပါတယ်။လဗန်ဒါလို့ခေါ်တဲ့အပင်တွေစီကနေရတဲ့အနက်တွေဟာပိုးမွှားတွေကိုတွန်းလှန်ပေးနိုင်တဲ့အနက်ကောင်းတွေဖြစ်လို့အဖို့ဘီတို့ထဲမှာထည့်ထားနိုင်ပါတယ် ပုံမွားတွေဟာချွေးနဲ့အညက်ကြီးတွေပါတဲ့အဝတ်အစားတွေမှာပုံမပေါက်ဖွားတတ်တာကြောင့်အဝတ်အစားတွေကိုတေချာစွာလျှော့ပုတ်ပြီးမှတင်းစည်းထားတက်ပါတယ်။ကဲဒီနေ့တော့ပျော်လွန်အကြောင်းကိုအသေးစိတ်သိရှိသွားလောက်ပြီလို့ထင်ပါတယ်။လွယ်လွယ်ကူကူသုံးနေကြပစ္စည်းလေးတွေမှာတောင် ကျမကြီးအတွက်တတိထားရမယ့်အချက်တွေရှိနေတယ်ဆိုတာမမေ့ပါနဲ့။ကျမကြီးနဲ့ဘေကင်းရီကိုဥစားပေးပြီးမန်ကန်စွာအသုံးပြုကြပါလို့တိုက်တွန်းရင်းဒီနေ့ဗီဒီယိုကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်။ ဒီဗီဒီယိုကိုကြိုက်နှစ်တက်တဲ့ဆိုရင် like and subscribe လေးလုပ်သွားပေးဖို့တောင်းဆိုပါရစေ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုဟိမဲဖြစ်ပါတယ်။